ဘယ်လိုမှမတော့မရသေးဘူးကွာ။အေးဟုတ်မှာလေဝန်းနေတော့ချန်လေး။အဲ့ရကြောင်းအေးကြောင်းကြီး

ိုက်ဖို့လည်းမဖြစ်ဘူး။ဒီမှာလေတော့ဒိုးဒိုးခုနေနေဘယ်လိုလုပ်မလဲမသိဘူး။ဒီမှာရောနောက်တက်လာတယ်။အနောက်ကမှတက်တယ်။နောက်မှလည်းတအားပဲရေးရ။အင်း။ဒီနေ့အတီးပေးချက်2025ခုနှစ်ဇွန်လ20ရက်ယနေ့မြန်မာစံတော်ချိန်ည8:00နာရီအချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံဥရိတပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရဝန်သည်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားခဲ့ရာဂျာဟာခန်းပြည်နယ်သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါလေဖီအားနေရဝန်သည်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကလာမည်နှစ်ဆက်လေးနာရီတွင်အိန္ဒိယနိုင်ငံဘီဟာပြည်နယ်အနောက်တောင်ပိုင်းသို့၎င်းလာမည်၄ဆက်ရှစ်နာရီတွင်အတာပရာဒိရှ်ပြည်နယ်အရှေ့ပိုင်းသို့၎င်း ရောက်ရှိက လေဖီအားနေဆက်အဖြစ်သို့အာရော့သွားနိုင်သည်ဟုခန့်မှန်းရပါသည်မြန်မာနိုင်ငံအပေါ်အကျိုးတက်ရောက်နိုင်မှု အဆိုပါလေဖီအားနေရဝန်၏အချိန်ကြောင့်မုတ်တုံလေးအားကောင်းရာမှအလွန်ကောင်းနေသည့်အတွက် ယနေ့မှစ၍ဇွန်လ22ရက်နေ့အတွင်းတပြည်လုံးတွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်သည်ဟုခန့်မှန်းရပါသည်